ရွှေကျင်မြို့နယ်ရဲ့အနောက်ဘက်ကျေးရွာတောင်ချမ်းမှာနိုဘာလ14ရက်နေ့မနက်ကကြမ်းခိုင်ရေးကိုယ်စားလှယ်လောင်းတွေရဲ့မဲဆွယ်စီယုံရေးပွဲကိုမဖြစ်မနေလာရမယ်လို့ဖိအားပေးခေါ်ခဲ့တဲ့ကျေးရွာအဆင့်ကြမ်းခိုင်ရေးပါတီအလုံးအမှုဆောင်ဒေါ်အမစိန်ဓာတ်နဲ့အခုတ်ခံရတယ်လို့မြို့ကန်တွေစီကသိရပါဗျ။ရွှေကျင်မြို့နယ်အနောက်တောင်ကျေးရွာမှာကြမ်းခိုင်လွှတ်တော်ကိုယ်စားလှယ်တွေမဲဆွယ်ပွဲကိုတိတ်တယောက်မဖြစ်မနေလာရမယ်လို့တော်မာစင်ကစစ်တပ်နဲ့ရဲတွေခြံရံပြီးဖိအားပေးခေါ်ခဲ့တဲ့အတွက်အဲဒီရွာမှာနေတဲ့ ကိုဝင်းဦးဆိုသူကဓာတ်နဲ့ခုတ်ခဲ့တာဖြစ်တယ်လို့မြို့ကန်တယောက်က TV ကိုပြောပြပါဗျ။ဓာတ်နဲ့ခုတ်ခံရတဲ့အတွက်ဒေါ်မစိန်ထံရရသွားခဲ့တယ်လို့ဓာတ်နဲ့ခုတ်တဲ့ကိုဝင်းဦးလည်းဖမ်းခံထားရတယ်လို့သိရပါဗျ။လက်တလောပြမှုကျူးလွန်သူကိုဝင်းဦးကိုရွှေကျင်မြို့မှာရဲစခန်းကပါ44မြင်းဆောင်2025ရွှေကဥပဒေပုံမှန်24ကနဲ့အမှုဖွင့်အရေးယူထားတယ်လို့သိရပါဗျ။ ပြီးခဲ့တဲ့အောက်တိုဘာလ31ရက်နေ့ကလည်းရန်ကုန်တိုင်းတလားမြို့နယ်ရခိုင်ချောင်ကျေးရွာမှာကြမ်းခိုင်ရေးပါတီအတွက်မဲဆွယ်စည်းရုံးရေးဆင်းနေတဲ့ကျေးရွာကော်မရှင်အဖွဲ့ဝင်ကိုလက်တီနဲ့ထိုးခဲ့တာကြောင့်အမျိုးသားတယောက်ဖမ်းဆီးခံခဲ့ရတဲ့ဖြစ်စဉ်လည်းရှိခဲ့ပါတယ်ရှင်။